။နောက်ဇတ်တော်လေးတစ်ခုရှိတဲ့အဲ့ဒီဘုရားမှာဦးဇင်းတို့ဘုရားလောင်းကြီးကအလွန်ဉာဏ်ပညာကြီးတဲ့အမတ်ကြီးတယောက်ဖြစ်တယ်။ပေနကအမတ်တဲ့။နောက်ပေနကဆိုတာကဘောဓရာဇတ်တော်ထဲမှာလည်းပဲဘုရားလောင်းနဲ့ဆန့်ကျင်ဘက်အမတ်ကြီးတယောက်ကလည်းပေနကလို့ရှိတယ်။နောက်ဒီဇတ်တော်မှာတော့ဘုရားလောင်းကိုယ်တိုင်ကတေနကအမတ်ဆိုတော့နာမည်ကြီးရဲ့။နောက်ဘယင်းနဲ့တကွာတိုင်းသူပြည်သားတွေကိုဥပုံနေတိုင်းမှာတရားဟောတယ်လို့ရှိတယ်။တော်တိုင်းပြည်လုံးဘယင်းကစပြီးတော့ဆင်းရဲသားအထိသူ့ရဲ့အဆုံးအမတွေဟာနှံ့ပြန့်နေလို့ဆိုတယ်။အဲ့လိုတိုင်းပြည်မှာကြော်ကြားတယ်ပေါ့။ ဟုတ်လားအဲ့ဒါလိုနဲ့တနေ့ကြတော့ပုံနာကြီးတယောက်ရှိတယ်အဲ့ဒီပုံနာကြီးကဩအသက်ကြီးမှအိမ်အောင်မရှိဘူးတသူကအလှခံပြီးတော့အသက်မွေးတာအဲ့တော့အလှခံလို့ရလာတဲ့ပတ်စံလေးတွေကိုစ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 ုပြီးတော့သူ့နဲ့ရင်းနေတဲ့ပုံနာတယောက်စီကိုအပ်ထားတာအသက်ပြာကတော်တော်များနေပြီအဲ့ဒါနဲ့နောက်တော့အဲ့ဒီအသက်ပြာလေးသူ့လူချင်းလို့တောင်းတဲ့အခါကျတော့ဟိုပုံနာကမပေးနိုင်ဘူးမသုံးပလိုက်ပြီတဲ့ ဒါကြောင့်မလို့မင်းကိုငါမပေးနိုင်တဲ့တရားမင်းငါရဲ့သမီးကိုယူပါဆိုတော့အကျွေးမပေးနိုင်လို့သူ့ရဲ့သမီးကိုပေးလိုက်အဲ့ဒီသမီးကငယ်ငယ်လေးပဲရှိသေးတယ်ဒါပေမဲ့ဒီပုံနာကြီးကအသက်ကြီးပြီပဲလို့အဲ့ဒီအမျိုးသမီးလေးကိုပတ်ကျွေးဖြစ်နေတိမ့်သွားတာပေါ့ဒါပေမဲ့အမျိုးသမီးကငယ်သေးတာဆိုတော့ပြောရအောင်မယ်ဟုတ်လားအငယ်ထားတော့ပုံနာကြီးကမတည်ဘူးပြီးတော့သူတို့လွတ်လွတ်လပ်လပ်နေကြတဲ့ပုံနာကြီးကိုပါပြောတော့ဆိုတော့အိမ်မှာခိုင်းစရာရှိစရာကျွံမရှိဘူးဒါကြောင့်ကျွံဝယ်ဖို့အတွက်လူကန်ထွက်ပါလို့ခိုင်းတယ်အဲ့ဒါနဲ့ အဲ့ဒီဘုံနာကြီးကလူခံထွက်တယ်။တတော်ငွေ900လောက်ရလာတဲ့ခါကျတော့သူပြန်လာ။ပြန်လာတော့အင်းကသူ့ကိုမုံနေပါသေးပါအကုန်လုံးလှုပ်ပြီးတော့အိတ်တိတ်နဲ့နော်ပေးလိုက်တာထည့်ပြီးတော့ပေးလိုက်တာပိုဝဲစားတွေမုံနေပါသေးထည့်တယ်အိတ်ရှိ။အဲ့ဒါနဲ့တနေရာရောက်တော့သူပြန်လာရင်းနဲ့အဲ့ဒီအိတ်ထဲကမုံကိုသူဖြေးစားပြီးတော့အဲ့ကိုပြန်ပြီးတော့မချေပဲနဲ့၆နဲ့ရရေကိုသူဆင်းတော့ အဲ့ဒီမှာသူနားတဲ့တက်တင်ဘောကမွေကမုံနိုင်ရလို့ရှင်းလာပြီးတော့အဲ့ဒီအိတ်ထဲကိုဝင်ပြီးတော့မုံကိုစားတယ်။စားပြီးတော့မွေရဲ့အဲ့ဒီထဲမှာခွေးနေ။ဘုရားရေတောက်ပြန်လာတော့မသိဘူး။ကမန်ကရအဲ့ဒီအိတ်ကြီးပြန်စီးပြီးတော့တခါတည်းထမ်းပြီးတော့သွားခီးသွားတယ်။အဲ့လိုသွားတဲ့အခါကျတော့တက်ပင်ရေတစ်ခုတွေ့တဲ့အခါကျတော့နားတော့အဲ့ဒီတက်ပင်ကရုပ်ကစိုးနဲ့ကကိုထင်းပြပြီးတော့ပြောနေတဲ့သူ့ကို။ဘုံနာကြီးသင်လန်းနေနေမယ်ဆိုရင်သင်သေးလိမ့်မယ်။ဒီကနေ့အိမ်ရောက်အောင်သွားမယ်ဆိုရင်တော့သင်မင်းမသေးလိမ့်မယ်လို့ပြောတော့ပျောက်သွားရော။ အဲ့ဒီမှာဟာအော်ရယ်နော်အဖြစ်ပြက်ကစမ်းကြည့်တယ်။နဂတံကိုထင်ပြပြီးပြောတယ်ဆိုတော့မယုံဘူးလို့လည်း तू မရှိနိုင်။ဟုတ်လားလမ်းနေနေငါသေးမယ်အိမ်ရောက်လို့ရှင်ငါမိမသေးမယ်ဆိုဘယ်နဲ့မြန်လောက်ရပါအဖြစ်လည်းမရှိဘူး။အဲ့ဒါနဲ့ तू ငိုးယိုပြီးတော့နေရင်လည်းမြိုထဲဝင်ပြီးတော့တေနကအမကတရားဟောနေတော့ तू ဝင်ပြီးတော့နားထောင်။အကုန်လုံးကကြီးကြီးလည်းရွှင်ပြနေတဲ့မျက်နှာရှိပြီလို့ तू ကတော့စိုးရင်ကိုတော့ကနေနဲ့နောက်ပူဆွေးနေတဲ့အနေအထားကိုတွေ့တော့ဘုရားလုံးကမေးတာပေါ့တနာတဲ့အခါကျတော့ တက်ပေါ်လာကြည့်ဘာဖြစ်လို့တော့ဆိုတော့ဒီလိုဒီကြောင်းပဲအိမ်ပြန်ရောက်မယ်ဆိုရင်တော့မိမတေးရလိမ့်မယ်ဒီနေ့အိမ်ပြန်မရောက်ဘူးဆိုရင်တော့ငါတေးရလိမ့်မယ်လို့ပြောတာအဲ့ဒီတော့မှဘုရားတော်ကအကုန်လုံးတေးတေးချာချာကြည့်တေးချာကြည့်ပဲသူ့အကြောင်းတွေအကုန်မေးသူကလည်းအကုန်ပြောတာအကုန်ပြောတာသူ့ရဲ့အမျိုးသမီးလေးငယ်သေးတယ်ဆိုတော့သူအကုန်ပြောတာအဲ့ဒါနဲ့ဘုရားတော်ကဘုန်းသားကြီးတင်လမ်းမှာတော့ဒီအိတ်ထဲကမုံကိုဖြေးစားပြီးတော့နော်ပြန်ပြီးတော့ပိတ်ရလားအတိအကျမေးတာနော် ဟုတ်လားမပိတ်မိဘူးတဲ့ငါရေတောက်ရေတောက်ပြီးမှငါပြန်ပိတ်တယ်အေးအဲ့ဒါလို့ဆိုလို့ရှိရင်အဲ့ဒီအိတ်ကိုဖြည့်ကြည့်အဲ့ဒီထဲမှာမွေးတကောင်ရှိလိမ့်မယ်နော်လမ်းမှာနေရင်တင်သေးလိမ့်မယ်ဆိုတော့တင်ကလမ်းအိတ်မယ်ဆိုလို့ရှိရင်မစားဘဲနေမှာမဟုတ်ဒီအိတ်ကိုထပ်ဖြည့်မှာထပ်ဖြည့်မွေးကိုက်လိမ့်မယ်အိမ်ထိပြန်သွားရင်တော့တင်ကဖြည့်မှာမဟုတ်အိမ်ရောက်ရင်မိမဘာပါလဲဆိုပြီးတော့ဖြည့်ကြည့်ရင်မိမမွေးကိုက်ပြီးတော့ဒေးမှာအဲ့ဒါကြည့်လို့ပြောတဲ့အခါကျတော့တကယ်ဗျာအိတ်ကိုဖြည့်လိုက်တဲ့အခါကျတော့မွေးကပြင်းထောင်ပြီးတော့ထားလို့ ဲ့မှာလူတွေအယံအာဟောကြကြည်စာဒိဗ္ဗစကုပိညာဉာဏ်ရလေသလားလို့တောင်းထင်ရတယ်ပေါ့တကယ်တမ်းကဘာပိညာဉ်မရတာမဟုတ်သူ့ရဲ့စူးစမ်းဆင်ခြင်နိုင်တဲ့စွမ်းအားဒါပါလဲလို့မင်းရင်ညာမဲ့ပညာပဲဟုတ်တယ်မဟုတ်လားအဲ့ဒါနဲ့ကိုနာကြီးကလည်းအသက်ချမ်းသာရတော့ကျေးဇူးတင်ပြီးတော့ပါတဲ့ငွေခွင်းတွေကအကုန်လုံးလှူတယ်သူ့အဲ့တော့ဘုရားလောင်းကမယူပါဘူးတဏှာလို့သူ့ဘဝအကြောင်းကိုသိရတော့ အဲ့ဒါနဲ့တထောင်ပြည့်အောင်ဆိုတော့300တောင်ထပ်ပြီးတော့ဖြည့်ပေးတယ်လို့ပြောတယ်သူ့ကိုအဲ့ဒါရှင်အနန္ဒာလောင်းမယ်အဲ့ဒီပုံနာကြီးကဟုတ်လားအဲ့ဒါနဲ့ဘုရားလောင်းကပုံနာကြီးအိမ်ပြန်ရောက်ရင်ဒီပတ်စံတွေကိုတနေရာမှာမြုပ်ထားခဲ့ခင်ဗျမိန်းမကိုမပေးနဲ့ခင်ဗျမိန်းမပေးလို့ရှင်ခင်ဗျမိန်းမကိုကျုပ်သိပ်ပြီးတော့မတင်ကားဘူးခင်ဗျသုံးရမှာမဟုတ်ဘူးအဲ့ဒီပတ်စံတနာလို့အဲ့ဒါနဲ့အဲ့ဒီမြုပ်ထားတဲ့နေရာကိုလည်းမပြောနဲ့လို့ပြောတာအဲ့ဒါပုံနာကြီးကမြုပ်ခိုင်းတာတော့မြုပ်တယ် တနေရာမှာမြုပ်ထားခဲ့တယ်။အိမ်ပြန်ညကြတော့ဝင်တဲ့အခါကျတော့မိမအမေးတာပေါ့။ပစံပါလားဆိုတော့မပါဘူး။ဟုတ်လား။ဒါပေမဲ့လို့ဟိုကအကုန်လုံးမေးတဲ့အခါမပါဘူးဆိုတာမဖြစ်နိုင်ဘူး။အတင်းအကျပ်မေးတဲ့အခါကျတော့ "तू မြုပ်ထားခဲ့တယ်"ဆိုတော့ "तू မပြောပဲမနေနိုင်ဘူး။ဘယ်နှမြုပ်ထားလဲဆိုတော့ဘယ်နှမြုပ်ထားခဲ့တာ။အဲ့ဒီမှာမိမကသူ့ရဲ့လင်ငယ်ကိုအချက်ပြပြီးတော့သွားတူခိုင်းတယ်။အဲ့တော့မနေ့လင်းတော့ဘုံသားကြီးသွားတူတဲ့အခါကျတော့တွင်ဟောင်းမယ်ရှိတော့တယ်။ငွေရမရှိတော့ အဲ့ဒါနဲ့ဟာဒုက္ခပဲဆိုပြီးတော့ပညာရှိအမတ်စီကိုပွားပြန်တယ်သူပ္ပစံနေမရှိတော့ဘူးဟာခင်ဗျာကြုံမပြောနဲ့လို့ပြောတာပဲဘာလို့ပြောတာတော့သိကြတယ်အဲ့ဒါဆိုရင်ခင်ဗျာမိမအငယ်ရှိတယ်ဟုတ်လားအဲ့ဒါနဲ့အဲ့ဒီလင်ငယ်ကိုမိအောင်ဘလို့ဖမ်းမလို့ဘာလို့မှလည်းမသိဘူးအဲ့ဒါနဲ့ဘုရားလောင်းကအကြံပေးတာခင်ဗျာဘက်က၁00ပုံနာ၁00 9ယောက်ခင်ဗျာမိမဘက်ကပုံနာ၁00 9ယောက်၁၄ယောက်ပထမနေ့မှာဖိတ်ပြီးတော့တမင်ကျွေး နောက်ဒုတိယနေ့မှာဒီဘက်ကိုတယောက်စီလျှော့သူများဘက်က6ယောက်သူများမိမဘက်က6ယောက်နောက်တတိယနေ့မှာ2ယောက်လျှော့တယောက်တယောက်ကိုတယောက်လျှော့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 လာဟုတ်လားနောက်ဆုံး9ရက်မြောက်တဲ့နေ့မှာယောက်ျားဘက်ကလည်းတယောက်ပဲရှိမယ်မိမဘက်ကလည်းတယောက်ပဲရှိမယ်အဲ့ဒီမိမဘက်ကနောက်ဆုံးကျန်တဲ့တယောက်ကိုကြုတ်စီခေါ်ခဲ့လို့ပြောတယ်ဘလို့ညံကောင်းနော်အဲ့ဒီနောက်ဆုံးကြံတဲ့တယောက်ဟာဘာလဲဖြစ်တော့အဲ့ဒီဒကမရဲ့လင်ငယ်ဖြစ်နေတယ်။နောက်သူမိမဘက်ကဆေးရတာဒါသူမြင်လို့တဲ့လူသူနေတိုင်းခေါ်มาပဲလေ ဟုတ်တယ်မဟုတ်လားအဲ့တော့ခုနှစ်ရလုံးတူပါတယ်ခုနှစ်ရလုံးတူပါတယ်အဲ့နောက်ဆုံးတစ်ယောက်ကိုခေါ်ခဲ့ဆိုတော့အဲ့ဒီမှာတခါတည်းအတက်ပြောတာဘုရားလောင်းကမင်းငါ့ကိုတေနကပညာရှိလို့တိတယ်မဟုတ်လားမငင်းရဲဘူးအဲ့ဒါနဲ့ပေးလိုက်မင်းအဲ့ဒီပတ်စံတွေတူပေါ်တာဆိုအကုန်လုံးပေးရတယ်ပြီးတော့သူတို့ကိုမင်းတန်နောက်ခတ်ပြီးတော့အဲ့ဒီပုံသားကြီးကိုဘုရားလောင်းကခေါ်ထားတယ်လို့ဆိုတယ်တဘာလဲလို့မေးရင်ဒါဦးကြီးတို့ပြောချင်တာကဇလန်းကိုအထီကမို့ပါလူတယောက်ရဲ့ပိုင်းခြားဝေဖန်ပြီးတော့စူးစူးစမ်းစမ်းเนาะ 这个故事下去，对人面对面的都不把那个变呀，咋来变呀呗？